အားလုံးပဲမင်္ဂလာပါရှင်ကျမတို့အခုပေါ့နော် noun clause အကြောင်းကိုပြောကြမယ်အဲ့တော့ noun clause ဆိုတာက noun ကတော့သိပြီးသားပေါ့နော်အမည်ဟူသမျှက noun အဲ့တော့ clause အကြောင်းကိုစပြောမယ်ပေါ့နော် clause ဆိုတာကသူသည်ဟိုပါပေါ့နော် wedge အပြတ်လို့ခေါ်တယ် wedge အပြတ်အပြတ်ဆိုတာကတော့ divine တစားဖြစ်နေတဲ့ wedge ကိုပြောတယ်ပေါ့နော်အဲ့တော့ wedge တကြောင်မှာကျမတို့ wedge တကြောင်ဖြစ်ဖို့အတွက်မဖြစ်မနေရဘာနဲ့ပါပါရလဲဆိုတော့ကစာချန်နဲ့ဘာပါရတယ်ပေါ့နော်အဲ့တော့စာ ားချက်နဲ့ဘာပါတယ်အဲ့ဒီဝဲကြပြတ်ထဲမှာပေါ့နော်သူဒီဝဲကြကြီးဒီ main စံတန်းကြီးတစ်ကြောင်းလုံးရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တယ်ပေါ့နော်ဒါပေမဲ့သူ့လောက်တဲ့နဲ့အဓိပ္ပာယ်မပြည့်စုံဘူးပေါ့နော်အဲ့ဒါမျိုးကိုကျွန်မတို့ကဝဲကြပြတ်လို့ခေါ်တယ်အဲ့တော့ဒီဝဲကြတစ်ကြောင်းမှာ ဒီ clause လို့ခေါ်တဲ့ဝကြပြတ်ကိုပေါ့နော်ကျမတို့ဗန်နေရာတွေမှာတွေ့ရတယ်လဲဆိုတော့အခုက noun clause အကြောင်းကိုပြောမှဖြစ်တဲ့အတွက်ကြောင့်ဝကြတဲ့အကြောင်းမှာ noun clause ကိုတွေ့လို့ရတဲ့နေရာက၃နေရာရှိတယ်။စာချက်နေရာမှာ တွေ့ရတယ်။ပြီးတဲ့အခါမှာကျမတို့ object နေရာမှာ တွေ့ရတယ်။ပြီးတော့ကျမတို့ complement နေရာမှာတွေ့ရတယ်ပေါ့နော်။စာချက် object complement ဒီ၃နေရာမှာဒီ noun clause ကို တွေ့ရတယ်။အဲ့တော့သူတို့ဒီ ီစာချက်တို့ဘာတို့အော်ချက်တို့နေရာဒီကျမတို့ noun clause ရဲ့နေရာဆိုတာသိပြီ။ Okay အဲ့တော့ပုံပန်းသဖြင့်အားဖြင့်ပေါ့နော်။ပုံပန်းသဏ္ဍန်အားဖြင့်တော့ဒီ noun clause တွေကဘယ်လိုပုံစံရှိလဲဆိုတော့က than နဲ့စထားတဲ့ဒီစာချက်နဲ့ verb ပါတဲ့ဝါကြပြတ်လည်းဖြစ်နိုင်တယ်လို့ if သို့မဟုတ် whether နဲ့စထားတဲ့ဒီဟိုဝါကြပြတ်ပေါ့နော်။ဒီ clause လည်းရှိတယ်။ပြီးတဲ့အခါမှာ question what ပေါ့နော် question what ၆လုံးနဲ့စထားတဲ့အရာတွေလည်းရှိတယ်။ဒါပေမဲ့ကျမဒီနေ့ကတော့ than နဲ့ဆက်ထားတဲ့ ဲ့ဒီဟို non clause အကြောင်းကိုအဓိကထားပြီးတော့ဒီပြောပြမှာပေါ့နော်အဲ့တော့အရင်ဦးဆုံး example 1ကိုစပြီးတော့ကြည့်ရအောင်အဲ့တော့ဒီ example 1မှာဆိုရင် I noted that flower grow here အဲ့တော့ဒီဝက်ကြကျွန်တော်တို့ဖတ်လိုက်တဲ့အခါမှာ အိုင်းစာချက်တွေ့ပြီး note တတိထာမိသည်တဲ့အဲ့တော့တတိထာမိသည်ဆိုတဲ့ဘွားသည်ဘာကိုတတိထာမိတယ်လဲပေါ့နော်တတိထာမိတဲ့အရာကံပုတ်လို့တယ်အဲ့တော့ကံပုတ်လို့တဲ့အတွက်ကြောင့်နောက်မှလိုက်လာတဲ့အရာကိုကျွန်တော်တို့ဆက်ပြီးတော့ကြည်လိုက်တဲ့အခါမှာဒန်းနဲ့ဆက်ထားတဲ့ဒီစကေစုတစုကိုတွေ့တယ်အဲ့တော့အဲ့စကေစုကိုမှကျွန်တော်တို့သေချာပြန်ကြည်လိုက်တော့ flower ပန်းတွေကပေါ့နော်ဒီနေရာမှာ grow တဲ့အဲ့တော့ပန်းတွေကဒီနေရာမှာပေါရောက်တယ်ရှင်သန်တယ်ကြီးထွားတယ်ပေါ့နော်ဟိယာဒီနေရာမှာအဲ့တော့ပန်းတွေဒီနေရာမှာဒီပွင့်ဖူးတယ်ဖြစ်ထွန်းတယ်လို့သူကပြောတယ်အဲ့တော့စားချက်ပါတယ် verb ပါတယ်ဒီနေရာမှာအဲ့တော့ဒီနဲ့ဒီဝကြစားချက်နဲ့ verb ပါတဲ့အတွက်ကြောင့်ဒါဒီဝကြအဲ့တော့အဲ့ဒီဝကြဒီ notic ဆိုတဲ့ verb ရဲ့ object နေရာမှာရှိတဲ့အတွက်ကြောင့်သူဒီ object နေရာကို ဝင်တဲ့ဒီစားချက်နဲ့ verb ပါ တဲ့အတွက်ကြောင့် clause လို့ခေါ်မယ် object နေရာကဘလို့ clause အမျိုးအစားပဲဝင်လဲဆိုတော့က noun clause ပဲဝင်တဲ့အတွက်ကြောင့် object နေရာကိုဝင်တော့ noun clause ပါအဲ့တော့အရင်နေ့တွေကဆွေးနွေးထားတဲ့အတိုင်းပေါ့နော်ဘာသာပြန်တဲ့အခါမှာ suggest ဆိုရင်က object ဆိုရင်တော့ go လို့ဘာသာပြန်မယ်အဲ့တော့ငါက ဒီနေရာမှာပန်းတွေဒီဖြစ်ထွန်းတယ်ဆိုတာကိုတတိထားမိတယ်လို့ဘာသာပြန်မှာဖြစ်ပါတယ်။ example နံပါတ်2ကိုဆက်ပြီးတော့လေ့လာကြရအောင်။အဲ့တော့ example နံပါတ်2မှာကြတော့ I ကျွန်ုပ်ကစားချက် learn လေ့လာသင်ယူခဲ့ပါသည်တဲ့ that flower need light အဲ့တော့ လန်လေးလာတင်ယူသည်ဆိုတဲ့ဘာသည်ဘာကိုလေးလာတင်ယူတယ်လဲเนาะဘာကိုလို့ကျမတို့ဘာသာပြန်มาဖြစ်တော့ဒီနောက်မှာကံပုတ်လိုက်တယ်ပေါ့เนาะအဲ့တော့ကံပုတ်လိုက်တဲ့အတွက်ကြောင့်လန်ရဲ့ဒီ object နေရာမှာရှိတယ်အဲ့တော့ flower ပန်းတွေပေါ့เนาะပန်းများကစားချက်နိလိုအပ်သည်အဲ့တော့လိုအပ်သည်ဆိုတဲ့ဘာသည်လဲကံပုတ်လိုတဲ့အတွက်ကြောင့် like ဆိုတဲ့အရာက need ရဲ့ object နေရာမှာရှိတယ် noun မှာအဲ့တော့ ပန်းများကအလင်းရောင်ကိုလိုအပ်သည်ဆိုတာကိုငါကလေးလာတင်ယူခဲ့ပါသည်တော့ဒီ lens ဆိုတဲ့ wire နောက်မှလိုက်လာတဲ့ဒီတွယ်လုံးပေါ့နော်ဒီတွယ်လုံးဒီ object ရဲ့နေရာမှာရှိတဲ့အတွက်ကြောင့် sergeant နဲ့ var ပါတဲ့အရာဒီ close ဖြစ်တဲ့ object နေရာကိုကဘာပဲဝင်လဲဆိုတော့က non close ပဲဝင်တယ်ပေါ့နော်အဲ့တော့ object နေရာကို non ဝင်တဲ့အတွက်ကြောင့် object နေရာဝင်တော့ non close အဲ့တော့တွယ်လုံး ကိုဘာသာပြန်မယ်ဆိုရင်တော့ငါကပန်းတွေဒီအလင်းရောင်ကိုလိုအပ်တဲ့ဆိုတာကို လေးလာတင်ယူခဲပါသည်လို့ဘာသာပြန်မှာဖြစ်ပါတယ် example 3ဆက်ပြီးတော့ကြည့်ရအောင်အဲ့တော့ example 3မှာကြာတော့ I'm happy တဲ့ငါကပျော်ရွှင်သည်ပေါ့နော် that the weather is nice today အဲ့တော့ဒီဝက်ကြောင့်ကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာ I ကစာချက် M ကကျွန်တော်တို့ short form နဲ့ရေးထားတယ် Viva က M ပေါ်တော့ I am ငါကဖြစ်တယ်ဘာဖြစ်မှန်းမသိတော့နောက်မှ compliment လိုက်တယ် compliment နေရာကိုဒီဝက်ကြမှာဆိုရင်ကျွန်တော်တို့က happy ရဲ့ power of speak က adjective ဖြစ်တဲ့အတွက်ကြောင့် compliment နေရာကို ဝင်တဲ့ adjective okay ဆက်ပြီးတော့ဖတ်လိုက်တဲ့အခါမှာ the weather ရာသီဥတု is ga va nice ga compliment နေရာဝင်တဲ့ adjective today က adverb or time เนาะအချိန်ကာလကို ဖော်ပြပေးတဲ့အရာ okay အဲ့တော့ကျမတို့တတွဲဒီဝကြတကြောင်လုံးကို ခွဲချမ်းစိတ်ဖြာလိုက်ပြီးအဲ့တော့ဒီ than နဲ့စထားတဲ့ဒီ suggest ရဲ့ va ရဲ့ပါတဲ့ဝကြကိုကျမတို့က noun clause လာကျမတို့တခြားပေါ့เนาะ adjective clause လာ ever clause လာတီးချင်တဲ့ခါကျတော့ဒီအရှိက အရာကိုပြန်ကြည့်လိုက်တော့ ဒါတရအရှိမှာ LGD ဖြစ်နေတာကိုတွေ့ရတယ် Happy the Power Speaker LGD ပါအဲ့တော့ LGD ဝကြကြောင်းမှာ LGD ရှိရတဲ့ရည်ရွယ်ချက်က LGD ရဲ့ဒီသူရဲ့ function ကပေါ့နော် noun modifier လို့ခေါ်တယ် noun ကိုအထူးပြုပေးတယ်အဲ့တော့ငါပျော်ရွှင်ရတယ်လေပျော်ရွှင်ရတဲ့အကြောင်းရင်းကရာတီဥဒူကဒီနေ့မှာတာတာရာရာဖြစ်တာကိုငါကပျော်ရွှင်တယ်အဲ့တော့ဒီ happy ရဲ့နောက်မှာ like ်လာတဲ့ Sergeant Never ပါတဲ့ clock စီ Happy ဆိုတဲ့ AG Day ကလာပြီးထူးပြုပေးထားတဲ့အတွက်ကြောင့်သူဒီလည်းပဲ Noun clock လို့ကျမတို့ဘာသာပြန်အမှာဖြစ်ပါတယ်အဲ့တော့ then နဲ့စထားတဲ့ The weather is night today ဆိုတဲ့ weather သည်ကျမတို့ Noun clock ဖြစ်ပါတယ်ဒီ weather မှာပေါ့နော် Okay Exam number 4ကိုဆက်ပြီးတော့ကြည့်ရအောင်အဲ့တော့ Exam number 4မှာကြတော့ that the weather is nice today makes me happy အဲ့တော့ဒီ word ကြဒီအပေါ်က example 3နဲ့တူတူပဲကျွန်တော်တို့ than နဲ့စထားတဲ့ noun clause ကို အရှိပိုးလိုက်တယ်အရှိပိုးလိုက်တဲ့အတွက်ကြောင့်ဒီ that the weather is nice today ဆိုတဲ့ဒီတွဲလုံးဒီ suggest နေရာကိုဝင်လာတယ်အဲ့တော့ဒီအရှိမှာပြောထားတဲ့အတိုင်းပဲ word ကြတဲ့ကြောင်းမှာ noun clause ကိုတွေးလို့ရတဲ့နေရာဒီ suggest object complement နေရာတွေမှာတွေးရတယ်အဲ့တော့ကျွန်တော်တို့ object နေရာမှာတွေ့ပြီးပြီအခုဝဲကြမှာဆိုရင် စာချမ်းနေရာမှာတွေ့ရတဲ့ non clock ဖြစ်ပါတယ်အဲ့တော့စာချမ်းဆိုတော့သူ့ကိုဘာသာပြန်တဲ့အခါမှာ ga နဲ့ဘာသာပြန်မယ်ပေါ့နော်အဲ့တော့ that the weather is nice today ဒီနေ့ရာသီဥတုတာတာရာရာရှိခြင်းက make ပြုလုပ်ပါသည်မိငါကိုမိသည် object pronoun မှာ happy က ကျမတို့ complement နေရာကိုဝင်တော့ AGD ဖြစ်ပါတယ်။ရာတိဥဒုဒီနေ့တာတာရာရာရှိခြင်းကငါကိုပျော်ရွှင်စေသည် လို့ပါတာပြန်มาဖြစ်ပါတယ်။ Okay နံပါတ်5ပေါ့နော်။ number exam မှာ number 5ကိုဆက်ပြီးတော့ကြည့်ရအောင်။အဲ့တော့ peeps တဲ့လူတွေက wants one ဒီကျမတို့ one time တစ်ချိန်တစ်ခါကိုပြောခြင်းဖြစ်ပါတယ်။ one t i m e time ဒီ word ကြမှာပေါ့နော်။အော်တချို့တော့ word ကြတွေမှာကြတော့ကျမတို့ once upon a time ဆိုပြီးတော့ပြော တဲ့အတ္တက one's one's meaning က w h e n one ပါတခါတုန်းကဆိုပြီးတော့အချိန်ကိုပြောခြင်းဖြစ်တဲ့အခုကြတော့တချိန်တခါအဲ့တော့တချိန်တခါတုန်းကတဲ့ပြပယ်လူများကပေါ့နော်စာချက်ကဗလိယုံကြည်ခဲ့ကြသည်အဲ့တော့ဗလိဆိုတဲ့ဗာဒီဘာကိုဆိုတဲ့ကံပုတ်လိုနေတဲ့အတွက်ကြောင့်အနောက်ကလိုက်လာတဲ့ဒီဒန်နဲ့ဆက်ထားတဲ့ဒီဝဲကြသည် ကျွန်တော်တို့ ဘလီးဗ်ရဲ့ဗာရဲ့အော့ဂျက်နေရာမှာရှိတယ်เนาะအဲ့တော့အော့ဂျက်နေရာကို ဝင်လို့ရတာက noun clause ပဲဖြစ်တယ်အဲ့တော့ဒီ word ကြောင့်ကိုကျွန်တော်တို့ ဖတ်ကြည့်လိုက်တဲ့အခါမှာပေါ့နော် the world ကဘာကြီးကသူဒီစာချက် was ဖြစ်ပါသည်တဲ့ flood flood ဆိုတာက be via နောက်မှာလိုက်တဲ့အတွက်ကြောင့်သူဒီ compliment နေရာဝင်သော ag တဲ့ကဘာကြီးကတဲ့ flood ဆိုတာကပြားတယ်ပေါ့နော်ကဘာကြီးပြားတယ်ဆိုတာ object ဖြစ်တဲ့အတွက်ကြောင့် go ကဘာကြီးကပြားတယ်ဆိုတာကိုတကြိမ်တစ်ခါတုန်းကလူများကယုံကြည်ခဲ့ကြသည်လို့ဘာသာ ာတရားမှာဖြစ်ပါတယ်။ Okay အဲ့တော့ example number 6ကိုဆက်ပြီးတော့လေ့လာရအောင်เนาะ။အဲ့တော့ the fin the yan fin maker နော်အဲ့တော့ကငယ်ရွယ်တော့သူဒီ power of speaker agd ဖြစ်ပါတယ် fin maker က noun ပါအဲ့တော့ဒီ power of speaker noun ကဒီ yan ဆိုတဲ့ power of speaker agd က film maker ဒီရုပ်ရှင်ရိုက်သူကိုလာပြီးထူပြပေးတယ်ဒီနေရာမှာတတိထားမှာကကျွန်တော်တို့ film ဟုတ်ဘူးနော် L နဲ့ M နဲ့ဒီလိုမျိုးပူပြီးရေးတဲ့အခါမှာ L ဒီ silent ပါ L တာမထွက်ဘူးအဲဒါကြောင့် film maker လို့ထွက်မယ်အဲ့တော့ဒီတယန် film maker တတွဲလုံးပေါ့เนาะအဲ့ဒါဒီစာချက်နေရာကိုဝင်တဲ့ noun phrase เนาะစာချက်နေရာကို noun phrase အဲ့တော့စာချက်ဆိုတော့ဘာသာပြန်တဲ့အခါမှာ ga နဲ့ဘာသာပြန်မယ်အဲ့တော့ငယ်ရွယ်သောရုပ်ရှင်ရိုက်ကူးတဲ့သူက hope မျော်လင့်သည်ဒီ ဗာဗောနောမျောလင်းဒီအဲ့တော့မျောလင်းဒီဆိုတဲ့ဗာဒီဘာကို မျောလင်းတလဲဗောနောဘာကိုဆိုတဲ့ကံပုတ်လိုတဲ့အဲ့တော့ဒီသန်းနဲ့ဆက်ထားတဲ့အရာဒီဒီ hope ဆိုတဲ့ဗာရဲ့ object နေရာမှာရှိနေတယ်အဲ့တော့ object နေရာဖြစ်တဲ့ကြောင့် object ကိုအရင်ရေးထားမယ်ပြီးတော့ his film သူရဲ့ရုပ်ရှင်ကဒါဒီစာချက် will be ဖြစ်လိမ့်မယ်သူဒီ verb phrase ဗောနောနှလုံးရှိတော့ဗာ as financial success ငွေရေးကြေးရအောင် မြင်မှုရလိမ့်မယ်လို့သူကမျှော်လင့်နေသည်အဲ့တော့ဒီဝက်ကြမှာကျမတို့သည် well be ပြီးတော့ a film success ဘောနော် a financial success အဲ့တော့ article လာမယ် agd လာမယ် noun ပါမယ်ဒီတွဲလုံးသည် well be ဘီရဖားနေရာမှာကျမတို့နောက်ကဖြည့်ပေးတယ် compliment နေရာကိုဝင်တယ်သူကိုနံပါတ်တက်တဲ့ခါမှာ success သည် power of speaker noun အဲ့တော့ နောင်ဖြစ်တဲ့အတွက်ကြောင့် head word ကနောင်ဆိုရင်သူတတွဲလုံးကိုပေါ့နော်ကျမတို့က noun phrase လို့ဘာသာပြန်မယ်အဲ့တော့ကငွေရေးကြေးကြေးအရာအောင်မြင်မှုကိုသူကရားလိမ့်မယ်လို့ပေါ့နော် သူရုပ်ရှင်ကရားလိမ့်မယ်လို့ဒီ film maker ကယုံကြည်နေသည်အဲ့တော့ sergeant never ပါတယ်ဒီဝကြအပြတ်ကိုကျမတို့က urgent နေရာမှာတွေ့တဲ့အတွက်ကြောင့်သူကို noun clause လို့ခေါ်ရမယ်အဲ့တော့ urgent ဆိုတဲ့အတွက်ကြောင့်ဘာသာပြန်တဲ့အခါမှာ ကိုနဲ့ဘာသာပြန်မယ်အဲ့တော့ငယ်ရွယ်သောဒီရုပ်ရှင်ရိုက်ကူးတဲ့သူကသူရုပ်ကြီးသူရဲ့ရုပ်ရှင်ပေါ်တော့ငွေရေးကြီးရရအောင်မြင်မယ်ဆိုတာကို ဟုတ်မျော်လင့်နေသည်လို့ဘာသာပြန်မှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီဝါကြကိုပဲကျမတို့ကဒီအော်ဂျန်နေရာမှာထားမဲ့အစားပေါ်တော့ဒီ နောက်တနည်းနဲ့ရေးကြည့်မယ်ပေါ့အဲ့တော့တယန်ဖင်းမေကာဟုတ်တတွဲလုံးဒီကျမတို့စာချက်နေရာကိုဝင်တော့ noun phrase ပါ မျော်လင်းဒီဆိုတာက va အဲ့တော့ va ဒီကျမတို့ကံပုတ်လိုတဲ့ va ဖြစ်တဲ့အတွက်ကြောင့်နောက်မှာ object လိုက်တယ်အဲ့တော့ထူးခြားချက်ကအပေါ်ဝဲကြမှာဆိုရင် ကျမတို့ that ကိုတွေးရပြီးတော့အောက်မှာကြတော့ကျမတို့ that မတွေးရဘူးစာချက်ရဲ့ va ရဲ့ဒီ complement နေရာကိုဝင်တဲ့ noun phrase ရဲ့ပဲ တွေ့ရတယ်အဲ့တော့ကျွန်တော်တို့ဘယ်လိုပုံစံနဲ့ရေးထားလဲဆိုတော့ that ဆိုတဲ့ကျွန်တော်တို့ဒီ relative pronoun ကို ဖြုတ်ပြီးတော့ရေးထားတယ်ပေါ့နော်အဲ့တော့အဲ့ဒါကိုဖြုတ်ပြီးတော့ရေးလို့ရလားဆိုရတယ်အဲ့တော့မှတ်ထားပါ the h a t that ဆိုတဲ့အရာက option ပေါ့နော် option o p t i o n option option ဆိုတာက ကျွန်တော်တို့ရွေးချယ်လို့ရတယ်ထည့်ရေးလဲရတယ်လို့မထည့်ပဲရေးလဲရတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီနေရာမှာ that ကိုဖြုတ်ပြီးရေးခြင်းဖြစ်ပါတယ် a example number 7ကိုဆက်ပြီးတော့ကြည့်ရအောင်အဲ့တော့ example number 7မှာဆိုရင် it is believe ပေါ့နော်အဲ့ဒါကိုယုံကြည်ထားကြသည်တဲ့အဲ့တော့ဒီဝက်ကြောင့်မှာကျွန်တော်တို့ဖတ်လိုက်တဲ့အခါကျတော့ int it ကတော့ကျွန်တော်တို့ဒီမှာ pronoun တွေ့ပြီပေါ့နော် is နဲ့ believe နဲ့တော့ but to be နဲ့ battery နဲ့ကို တွေ့လိုက်တဲ့အတွက်ကြောင့် battery ကတော့ကျွန်တော်တို့အလွယ်ခေါ်တာပေါ့နော် past participle လို့ခေါ်တယ်သူကိုအဲ့တော့အဲ့လိုမျိုးတွေ့လိုက်တဲ့အခါမှာ but to be နဲ့ past participle ည်းကိုရေးပြီးဆိုတော့ဒါသည် passive voice form နဲ့ရေးထားတယ်လို့ကျွန်မတို့နားလည်ရမှာဖြစ်တယ်အဲ့တော့ passive voice ကိုသုံးပြီးဆိုကြတဲ့ကအရှိမရှိတဲ့အရာသည်စာချက်မဟုတ်ပဲကျွန်မတို့ object ဖြစ်တယ်ပေါ့နော်အဲ့တော့ object ဖြစ်ပြီး okay int it ကို ကျွန်တော်တို့ object နေရာမှာထားပြီးတော့ရေးထားတယ်။ဘာကြောင့် int int it ကဒီ object နေရာမှာဝင်လာရတယ်လဲဆိုတော့ကသူက dummy လို့ခေါ်တဲ့အတူပေါ့နော်။ဒီ situation အခြေအနေအရာကို ကျွန်တော်တို့ပျော်တော့မယ်ဆိုရင် subject တို့ object တို့ကိုစားပေါ့နော် int it ကိုတုံးပြီးတော့ရေးတယ်။ okay အဲ့တော့ believe ယုံကြည်တယ်တဲ့။ယုံကြည်တယ်ဆိုတဲ့ဘာတိလဲကျွန်တော်တို့ကံပုတ်လို့တဲ့ဘာမျိုးဖြစ်တယ်။အဲ့တော့နောက်မှလိုက်လာတဲ့အရာက object ဖြစ်ရမယ်အဲ့တော့ object ဆိုတော့ object နေရာကိုကျွန်တော်ကြည့်လိုက်တော့ carbon dioxide တွေးပါပြီစားချက် is က va ပေါ့နော် carbon dioxide ကတဲ့ is ဖြစ်သည်ဘာဖြစ်မှန်းသိတော့ရထားလို့များတော့နောက်မှဆက်လိုက်တယ်ဒီ responsible ရဲ့ power of speed က agent အဲ့တော့ carbon dioxide ကတဲ့ is responsible ဆိုတာတာဝန်ရှိတယ်ပေါ့နော် for global warming အဲ့တော့ဒီနေရာမှာဒီ for နဲ့စထားတဲ့ global warming for ဒီကျမတို့ proposition အဲ့တော့ proposition နဲ့စထားတဲ့ဒီ phrase လေးကို proposition နဲ့ phrase လို့အခေါ် လွယ်ခေါ်လို့လည်းရတယ်လို့အတိအကျပြောရမယ်ဆိုရင်သူသည်ဘာလို့ခေါ်လဲဆိုတော့ကကျမတို့ adverb phrase of နော် adverb phrase or reason or purpose ပေါ့နော် အကြောင်းပြချက်သို့မဟုတ်ရည်ရွယ်ချက်ကို ဖော်ပြပေးတဲ့နေရာမှာ သုံးတယ်အဲ့တော့ကဘာကြီးပူနွေးလာမှုအတွက်ကာဗွန်နိုင်အောက်ဆိုက်စားချက်ဆိုတော့ဘာသာပြန်မယ်ဆိုရင်ကကာဗွန်နိုင်အောက်ဆိုက်ကကဘာကြီးပူနွေးလာမှုအတွက်တာဝန်ရှိတယ်ဆိုတာ object ဆိုတော့ ကိုနဲ့ဘာသာပြန်မယ်အဲ့တော့ကျွန်တော်တို့တွေ့လုံးပြန်ကြည့်ရအောင် object နေရာမှာကျွန်တော်တို့တွေ့ရတဲ့အတွက်ကြောင့်သူသည် sergeant never ပါရင် clause ပေါ့နော်အဲ့တော့ sergeant never ပါတဲ့အတွက်ကြောင့်သူက clause ဖြစ်တယ် object နေရာကိုဝင်တဲ့အတွက်ကြောင့်သူ့ကို noun clause လို့ခေါ်မယ်အဲ့တော့ noun clause အဲ့တော့အော်ဂျက်နေရာမှာတွေ့တဲ့အတွက်ကြောင့်ဂိုနဲ့ပါတာပြန်မယ်ကာဗွန်နိုင်အောက်ဆိုက်ကကဘာကြီးပူနွေးလာမှုအတွက် responsible တာဝန်ရှိတယ်ဆိုတာကိုယုံကြည်ထားကြပါသည်နော်အဲ့လိုမျိုးဘာသာပြန်မှာဖြစ်တယ်အဲ့တော့အဲ့ဒီဝါကြောက်ကိုပဲကျမတို့ကဒီ dummy subject ကို dummy subject dummy object ကိုမသုံးဘဲနဲ့ပေါ့နော် subject အစားထိုးပြီးတော့ရေးကြည့်ကြည့်မယ်အဲ့တော့ subject အစားထိုးပြီးရေးတဲ့အခါမှာ many scientist ပေါ့နော်ဒီသ သိပ္ပံပညာရှင်အများစုကအဲ့တော့ဒီနေရာဒီစာချမ်းနေရာကိုဝင်တော့ non flavor believe ယုံကြည်သည်ဆိုတာကဘာအဲ့တော့ယုံကြည်သည်ဆိုတဲ့ဘာဒီဘာကိုယုံကြည်တယ်လဲကံပုတ်လို့တဲ့အတွက်ကြောင့်နောက်မှလိုက်လာတဲ့အရာဒီကျမတို့ object နေရာကိုဝင်တဲ့ ကာဗွန်နာအောက်ဆိုက်ကစာချက် is cover responsible က complement နေရာကိုဝင်တော့ AG dip for global warming ဒီခုနကပုံမှာပြောထားတဲ့အတိုင်းပဲ adverb phrase or reason or purpose เนาะ preposition နဲ့စတာတဲ့ phrase အတိအကျပြောမယ်ဆိုရင် adverb phrase or reason or purpose အဲ့တော့ ဒီဝက်ကြားနှစ်ကြောင်းမှာကျမတို့ကဓမ္မီစာချက်ကိုမသုံးမနဲ့မန်နီဆိုင်ရင်တစ်เนาะသိပ္ပံပညာရှင် အများစုစာချက်ဆိုတော့ကသိပ္ပံပညာရှင် အများစုကယုံကြည်ထားကြပါသည်ဘာကိုယုံကြည်တယ်လဲကာဗွန်ဒိုင်အောက်ဆိုက်ကကမ္ဘာကြီးပြုနေလာမှုအတွက်တာဝန်ရှိတဲ့ဆိုတာ ကိုအော်ဂျဲဖြစ်တဲ့အတွက်ကြောင့်ခုတော့ဒီဒါရဲနောက်မှာလိုက်လာတဲ့အရာကစာချန် never ပါတဲ့အတွက်ကြောင့်သူဒီ gloss object နေရာကိုဝင်မယ်ဆိုရင်တော့ဒါက noun clock เนาะအဲ့တော့ object နေရာကိုဝင်တော့ noun clock object ဖြစ်တဲ့အတွက်ကြောင့်ခုနဲ့ဘာသာပြန်မယ်ပေါ့နော် okay example number 8ကိုကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြည့်ရအောင်အဲ့တော့ဒီ example number 8ပေါ့နော် အဲ့တော့ exam မှာ number 8မှာဆိုရင်ကျမတို့ it was agree ပေါ့နော်အဲ့ဒါကိုတဲ့ agree ဆိုတာကဒီယုံကြည်ယုံကြည်ဟိုဘယ်လိုပြောမလဲလက်ခံထားတယ်ပေါ့နော်သဘောတူတယ်တဲ့ that the meeting would be postponed until next week အဲ့တော့ until ဒီလဲအပေါ်ဝဲကြမှာပြောထားတဲ့အတိုင်းပဲ dummy ပေါ့နော် what to be နဲ့ what the re နဲ့ပေါင်းထားတယ် past participle နဲ့ပေါင်းထားတဲ့အတွက်ကြောင့် was agree ဒီ passive voice နဲ့ရေးထားခြင်းဖြစ်တယ် passive voice နဲ့ရေးထားတဲ့အတွက်ကြောင့်အရှိမရှိမဲ့အရာဒီကျမတို့ project ဖြစ်တယ်။ Okay အဲ့တော့ agree သဘောတူသည်ဆိုတဲ့ verb ဘာကိုသဘောတူတယ်လဲ။ကံပုတ်လို့တယ်။ကံပုတ်လို့တဲ့အတွက်ကြောင့်ကျမတို့အနောက်မှာ object လိုက်လာပြီး okay ဒီမှာ object ရပြီ။အဲ့တော့ object နေရာကိုဆက်ပြီးကြည့်လိုက်တော့ the meeting အစီအဝေးကိုနော်အစီအဝေးတော့ the meeting ကကျမတို့စကြရှိပြီး would be postponed အဲ့တော့ အာဒီမှာ would ရဲ့ b ရဲ့ postpone ရဲ့เนาะ b နဲ့ဒီ past participle ပါတဲ့အတွက်ကြောင့်ကျွန်မတို့ဒီဝါကြောင့်ကို passive voice နဲ့ရေးထားတယ်အဲ့တော့ the meeting ဒီကျွန်မတို့စာချက်အစား object ဖြစ်ရမယ်အဲ့တော့ meeting ကို would be postpone ရွှေ့ဆိုင်းလိုက်ပါသည်တဲ့ and then next week ပေါ့เนาะနောက်တစ်ပတ်တိုင်အောင်အထိ and then ဒီ power of speak ကကျွန်မတို့ adverb ဖြစ်ပါတယ် next week နောက်တစ်ပတ်အထိအဲ့တော့ဒီ and then next week ဒီ အချိန်ကိုဖော်ပြပေးတဲ့အတွက်ကြောင့်သူသည် adverb phrase or time အချိန်ကိုဖော်ပြပေးသော adverb phrase ဖြစ်တဲ့အဲ့တော့နောက်တစ်ပတ်တိုင်အောင်အထိ meeting ကို would be postpone ရွှေ့ဆိုင်းလိုက်ပါသည်အဲ့တော့ agree ရဲ့ကျွန်တော်တို့ဒီနောက်မှလိုက်လာတဲ့ verb ဒီကံပုတ်ဖြစ်တဲ့အတွက်ကြောင့် object နေရာကိုဝင်တဲ့ဒီ object နဲ့ passive voice နဲ့တွေ့ထားတဲ့အတွက်ကြောင့်မို့လို့သူတည်လည်းပဲ noun clause ဖြစ်ပါတယ် object ဆိုတော့ဘာသာပြန်တဲ့အခါမှာ go နဲ့ဘာသာပြန်မယ်အဲ့တော့ it was agreed that အဲ့ဒါကိုသဘောတူလား က်တယ်တဲ့ meeting ကို object ဆိုတော့ go နဲ့ဘာသာပြန်မယ် would be postpone ရွှေ့ဆိုင်းလိုက်မယ် until next week နောက်တစ်ပတ်တိုင်းအောင်ဒီရွှေ့ဆိုင်းလိုက်မယ်ဆိုတာကိုသဘောတူခဲ့ကြပါသည်เนาะ okay အဲ့လိုမျိုးမဟုတ်ပဲねကျမတို့ဒီ that me စကြက်တွေအစားပေါ့เนาะတခြားဟာအစားထိုးပြီးတော့ရေးမယ်ပေါ့เนาะအဲ့တော့တခြားအစားထိုးပြီးတော့ရေးတဲ့အခါမှာဒီနေရာမှာ the participant participant ဆိုတာကဒီပူပေါင်းပါဝင်တဲ့သူတွေပေါ့เนาะ agree ည်သဘောတူခဲ့ကြသည်အဲ့တော့ဒါကဘာအဲ့တော့ဘာဖြစ်တဲ့အတွက်ကြောင့်ရှေးကအရာသည်စာချက်နေရာကိုဝင်တဲ့ noun phrase အဲ့တော့စာချက်ဆိုတော့ဘာသာပြန်တဲ့အခါမှာ ga နဲ့ဘာသာပြန်မယ်အဲ့တော့ participant များကเนาะပူပေါင်းပါဝင်တဲ့သူတွေက agree သဘောတူသည်သဘောတူသည်ဆိုတဲ့ဘာသည် ကံပုတ်လို့တယ်ဘာကိုသဘောတူတယ်လဲအဲ့တော့ than နဲ့ like လာတဲ့ဒီ clause ကြီး agree ရဲ့ object နေရာမှာရှိတဲ့အတွက်ကြောင့် object ပါ ရာသမီတင်ဒီ object would be postponed က passive verb เนาะ object ကိုရှေ့ထုတ်ပြီးရေးတဲ့အတွက်ကြောင့် would be နဲ့ verb နဲ့ရေးထားတယ် and then next week ကကျမတို့ adverb phrase or time နောက်တစ်ပတ်ထိ meeting ကိုရွှေ့ဆိုင်လိုက်တယ်ဆိုတာ ကိုပါတီစီပန်များကသဘောတူခဲ့ကြသည်အဲ့တော့ဒီ dark cloth ဒီ order နေရာကိုဝင်တဲ့အတွက်ကြောင့် non cloth ဖြစ်ပါတယ်နော် order ဆိုတော့ကျွန်တော်တို့ကိုနဲ့ပါတာပြန်มาဖြစ်ပါတယ် exam မှာ number 9ကိုဆက်ပြီးတော့ကြည့်ရအောင်အဲ့တော့ exam မှာ number 9မှာကြာတော့ဘောနော်ဒီမှာ it has been proof proof ဆိုတာကတသက်ပြတယ်တဲ့ the world desert ဒီ are expanded ပေါ့နော် it the level ဒီနေရာမှာဓမီစကြက်ကိုတုံထားတယ် has been bravery ဖြစ်တဲ့အတွက်ကြောင့် past participle ရေးထားတော့သူဒီလဲ passive passive နဲ့ရေးပြီးဆိုတော့အရှိမရှိတဲ့ int the object ဖြစ်တယ်အဲ့တော့ P R O V E D proof တက်တဲ့ပြသည်ပေါ့နော်တက်တဲ့ပြသည်ဆိုတဲ့ဘာသည်ဘာကိုတက်တဲ့ပြတယ်လဲကံပုတ်လိုတဲ့အတွက်ကြောင့်ဒီ dark cloth ဒီကံကိုအနီးကံပုတ်လိုတဲ့ object နေရာမှာရှိနေပြီအဲ့တော့ဆက်ကြည့်လိုက်တဲ့အခါမှာ the world desert ပေါ့နော် desert ဆိုတာကတဲကန်တရားကိုပြောတယ်အဲ့တော့ RDG ရဲ့ဒီမှာ ဒါဒီ3ခုပေါ့เนาะဒါဒီစာချက်နေရာကိုဝင်တော့ noun phrase ဖြစ်ပါတယ်အဲ့တော့စာချက်ဆိုတော့ဘာသာပြန်တဲ့အခါမှာ ga နဲ့ဘာသာပြန်မယ် are expanding ကျယ်ပြန့်လာတယ်ဆိုတော့ကိုသူဒီ object ဖြစ်တဲ့အတွက်ကြောင့်ဘာသာပြန်တဲ့အခါမှာကိုစာချက် never ပါတဲ့အတွက်ကြောင့်သူက clause အဲ့တော့ object နေရာမှာရှိတဲ့အတွက်ကြောင့် noun clause เนาะအဲ့တော့ object ဆိုတော့ကိုယ်နဲ့ဘာသာပြန်မယ်ပြန်ကြည့်ရအောင်ကမ္ဘာတဲကန်ဒါယာများက are expanding ပြန်ကျဲလာတဲ့ကျွန်တော်တို့ကြီးထွားလာတဲ့ပေါ့เนาะ expanding ဖြစ်လာတဲ့ကျယ်ပြန့်လာတဲ့ဆိုတာကို has been ဖြူစာတသက်ပြခဲ့ပြီးပါပြီလို့ဘာသာပြန်မှာဖြစ်တယ်အဲ့တော့ဒီနေရာမှာကျမတို့ဒီ dummy စကြအစာပေါ့နော်ဒီတခြားဟာစာသွမ်းမယ်အဲ့တော့ measurement တိုင်းတာမှုများကနော် have fruit ဒီမှာကြတော့ half net ဒီ past participle ပဲသုံးထားတယ် been မပါတဲ့အတကြောင့်သူဒီ adverb ပေါ့နော် adverb ဖြစ်တော့ measurement ဒီ subject ဖြစ်မယ် subject ဆိုတော့ကျမတို့ဘာသာပြန်တော့ကเนาะ measurement ဒီ subject နေရာဝင်တော့ now အဲ့တော့ measurement တိုင်းတာမှုများက half blue တက်သေးပြပါသည်တဲ့တက်သေးပြသည်ဆိုတဲ့ verb ဒီလဲ can ပုတ်လို့တဲ့အတွက်ကြောင့်နောက်မှဒီ object ရဲ့နေရာဖြစ်တယ်အဲ့တော့ object နေရာကိုဆက်ပြီးကြည့်လိုက်တဲ့အခါမှာ the wall deaths are ဆိုတဲ့အရာကဒီ sergeant နေရာဝင်သော noun phrase အဲ့တော့ sergeant ဆိုတော့ဂါနဲ့ဘာသာပြန်မယ်ကပသဲကန်ဒါရများက are expanding เนาะကျယ်ပြန်းလာတယ်ကျယ်ပြန်းလာသည်ကပတဲကန် sorry ကပတဲကန်ဒါရများကကျယ်ပြန်းလာသည်ဆိုတဲ့ဝေကြသည် proven ရဲ့ origin နေရာမှာရှိသော စာချန် never ပါတဲ့အတွက်ကြောင့် clause object နေရာကိုဝင်မယ်ဆိုရင်တော့ noun clause object ဆိုတော့ဘာသာပြန်မယ် go နဲ့ဘာသာပြန်မယ်အဲ့တော့ကမ္ဘာတဲကန်တရားများကကျယ်ပြန့်လာသည်ဆိုတာကိုတိုင်းတာမှုများကသန့်သေပြခဲ့ပါသည်ပေါ့နော် okay အဲ့တော့ဒီ that ရဲ့နောက်မှာရှိလာတဲ့စာချန် never ပါတဲ့ clause တွေသည်အရှိမပါသော verb က object လို့ရဆိုရင် object နေရာကိုဝင်တဲ့ noun clause ဖြစ်ပါတယ်အဲ့တော့ ဝကြတကြောင်းမှာပေါ့နော်ကျမတို့ဒီ noun cloud ကို subject နေရာ noun ရှိတဲ့နေရာပေါ့နော် noun ကဝကြတကြောင်းမှာ၃နေရာရှိတယ်အဲ့တော့ကျမတို့ဝကြတကြောင်းမှာဒီ subject object complement နေရာတွေကို noun ကဝင်တယ်အဲ့တော့ noun ဝင်တဲ့အတွက်ကြောင့် noun တစ်လုံးတည်းဝင်လို့ရသလို noun phrase လည်းလိုက်လို့ရတယ်အဲ့တော့ကျမတို့ဝါကျပုံမှာမူတည်ပြီးတော့ noun phrase ဝင်လို့ရတယ်ဆိုရင် noun clause လည်းပေါ့နော်ဝင်လို့ရတယ်အဲ့တော့ဒီ noun clause ကိုဝါကျတကြောင်မှာ subject object complement ဒီ၃နေရာမှာတွေ့ရတယ် subject ဆိုရင်တော့ဘာသာပြန်မယ်ဆိုရင် ga နဲ့ဘာသာပြန်မယ် object ဆိုရင်တော့ go လို့ ့ဘာသာပြန်မယ် compliment ဆိုရင်တော့ကျမတို့ ti နဲ့ဘာသာပြန်မယ်ပေါ့နော်အဲ့တော့ဒီနေ့ဆွေးနွေးတာတော့ဒီ that clause တစ်ခုတည်းပဲပေါ့နော်မနေ့ပြန်မှဒီ if the more where the clause နဲ့ဒီ noun clause ကိုကျမတို့ပြန်ပြီးတော့ဆွေးနွေးမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်